ဆရာလေးအခုညွန်ကြားချက်ရောက်လာပြီဗောနော်ညွန်ကြားချက်ရောက်လာပြီကျွန်တော်တို့ဟင်းရက်ွက်ကော်မရှင်အဓိကတော့အဲ့ဒါပါပဲဟိုပြည်သူကစိတ်ဝင်စားတာနဲ့ပြီးတာဗောနော်ပြည်သူဆိုတော့မဲဆန္ဒရှင်ပြောတာဗောမဲဆန္ဒရှင်စိတ်ဝင်စားတာကရက်ွက်ရက်ွက်ကော်မရှင်မှာပြေးရမယ်ကြိုတင်မယ်ဗောနော်အဲ့ဒါအခုဒီဂျပန်အတွင်းဒီလိုစုကော်မရှင်ကကျွန်တော်ညွန်ကြားချက်ရောက်လာပြီဟင်းအဲ့ဒါပါလဲဆိုတော့ဒီမှာလာရှိရနေမှာမပြေးရတော့အဲ့တော့ 6ရက်နဲ့9ရက်ပေါ့နော်အဲ့ဒီ2ရက်ကိုကြိုတင်မဲ့ပြီးတဲ့ရက်လို့တတ်မှတ်လိုက်တယ်။နိုဝင်ဘာလ6ရက်နိုဝင်ဘာလ9ရက်အဲ့ဒီ2ရက်ကိုကြိုတင်မဲ့ပြီးလို့ကြိုတင်မဲ့ပြီးရန်ရက်လို့တတ်မှတ်ပြလိုက်တယ်။အမနဲ့ကို7နာရီမှအတိတ်ကနေဆို6နာရီကြီးပေါ့နော်။ရုံးစင်းပြီးတဲ့အချိန်ကြီးပေါ့။6နာရီကြီး။နာနဲ့7နာရီမှညနေ6နာရီကြီး။အဲ့ဒါနိုဝင်ဘာလ6ရက်နဲ့နိုဝင်ဘာလ9ရက်ပေါ့နော်။အဲ့ဒီနေ့ရက်ကိုကြိုတင်မဲ့ပြည့်တဲ့ရက်ပြတ်မှတ်ပြလိုက်ပြီ။ရှင်းရနေရတော့မပြည့်တဲ့နေ့ကြီးပေါ့နော်။ အဲ့ဒါကလူအများစိတ်ဝင်စားတာအဲ့ဒီကိစ္စပါပဲအဲ့ဂျိုတင်မဲကတော့ဟိုပြေးဝင်ရှိတယ်လူပဲပြေးလို့ရအောင်ပေါ့နော်ဟိုဂျိုတင်မဲနဲ့ပတ်သက်လို့လည်းပြတ်ခန့်ချက်တွေအများကြီးရှိတယ်ဟိုကန့်သက်ချက်တွေလည်းအများကြီးရှိတယ်အဲ့ဒါ2010တုန်းကဂျိုတင်မဲတွေတအားများတယ်ဆိုလို့တော့ဒီဟိုကနော်ဟိုပြောကြတာတွေရှိတာပေါ့လေတကယ်များတဲ့နေရာလည်းများခဲ့တယ်ကျွန်တော်ဒီအရာဝတီမှာတော့မများပါဘူးဟိုများတဲ့နေရာမှာတော်တော်ကိုများခဲ့တယ် လူတွေပြောစရာဖြစ်တော့ဟိုများခဲ့အဲ့ဒါကျွန်တော်တို့လည်းမကြိုက်ဘူးတဲ့အမှန်ပြောရင်ကျွန်တော်တို့လည်းမကြိုက်ဘူးအဲ့ဒီကလေးကကျွန်တော်တို့ ARB မှာတော့တေချာပုတ်ပေးရတယ်တိတ်အများကြီးမရှိဘူးအခုလည်းပဲဒီစာရင်တိုင်းကျွန်တော်တို့ခြင်ရမယ်အဲမဲပေးတင်တယ်လူကျူတင်မဲပေးတင်တယ်လူတော့ပြရမှာပေါ့ဗျာရှိသမျှလူလာဟိကျူတင်မဲပေးရအောင်အဲ့ဒါမျိုးတော့ကျွန်တော်တို့ကဘယ်လိုအကြောင်းနဲ့မှလက်မခံဘူးဖြစ်ခဲ့တယ်ဗျာဟိုသူတို့ချေချာဖြစ်ခဲ့တာနည်းနည်းရအောင်ရှိတယ်နှခရိုင်ပေါ့ဗျာနှခရိုင်တော့ဖြစ်ခဲ့တယ် ကျွန်တော်တို့မှမဟုတ်ဘူးတခြားတပြေလုံးမှာတခြားနေရာမှာဖြစ်ခဲ့တယ်အဲ့ဒီရှင်းနေကြည့်တဲ့အခါကျပြည်တော်စုကော်မရှင်ကပြီးတဲ့အခါမှာအဲ့ဒီအမတ်တရားဟိုအမဲဘလောက်ရတယ်လို့ကြေညာတဲ့အခါမှာဂျူတယ်မဲရဘလောက်လဲဆိုထည့်ကြေညာတာဟုတ်ဟာဗျာညင်လို့မကောင်းကြောင်းလို့မကောင်းဖြစ်ခဲ့တယ်ကျွန်တော်တို့ကလည်းအဲ့ဒါကိုသင်္ကန်းစာဖြစ်နေယူတယ်ကျွန်တော်တို့အရာဒီတိုင်းထဲမှာတော့တော်တော်အများကြီးဖြစ်ဖို့အကြောင်းမရှိဘူးအခုဆိုရင်ကျွန်တော်တို့ပို့တော့ပို့တော့ပြီးဆိုင်မှာပေါ့နော်ဒီရပ်ပတ်ဂျူတယ်မဲအဲ့ဒီဟိုထဲမှာ ပေးပြတဲ့လူပေးရမှာပေါ့ဗျာเนาะအကုန်လုံးကိုညှင်းထုတ်တာမဟုတ်မဖြစ်မနေဟိုတတ်မှတ်ချက်တွေရှိတယ်ဗျအဲ့တတ်မှတ်ချက်တွေနဲ့ညီရတဲ့လူပေးမှာပေါ့เนาะတချို့ကတော့မဟုတ်ဘူးဒိုမီနီကာကိုမဲပေးတဲ့နေမှာလူမတိုးကျင်လို့ဂျူတင်မဲပေးမှာဆိုအဲ့ဒါမျိုးတော့ပဲရမှာဗျဂျူတင်မဲတွေနည်းအောင်ပေါ့ဗျာဂျူတင်မဲတွေနည်းအောင်ကျွန်တော်လုပ်တာအဲ့ဂျူတင်မဲကကျွန်တော်တို့တတ်မှတ်ချက်ကိုအတိအကျလိုက်နာဖို့ဟိုအစင်းစင်းကိုညွှန်ကြားရတယ်ဒီမဲပေးတဲ့နေ့ ငွေမလာရှိရနေပေါ့နော်6ຫນາရီဆိုမယုံဖွင့်မယ်အဲ့ဒီမယုံမဖွင့်ခင်မှာကျူတင်မဲဘုံတွေကိုကျူတင်မဲတွေကိုဟိုရက်ကြီးကော်မရှင်ကမယုံမှုထားအလဲရအောင်အဲ့ထက်မှာဘသူတွေကျူတင်မဲပြီးရတဲ့ဆိုတော့စင်ရင်လည်းပဲပါအောင်ပုံစံ73နဲ့ပါအောင်အဲ့ဒီဘုံကလည်းပဲဟိုဟာပေါ့ဗျစီးခတ်ထားတယ်ခေါ်တာနော်နော်သူတို့ဟိုပလတ်စတစ်ကျိုးကြီးနဲ့ခတ်ထားတယ်အဲအဲ့ဒါလိုထားရှိတယ်အဲအဲ့ဒါနဲ့အညီကြောက်ခိုင်းရတာပေါ့နော် ဒါအရင်တော့က2010လုံးကအဲကျူတင်မဲကနောက်မှရောက်လာတဲ့ကျူတင်ဟိုပရမဟိုတက်ရိုက်ပြီးတဲ့မဲတွေရတွေ့တဲ့ခါမှာဒီကိုယ်စလေးကနိုင်နေတယ်ကျူတင်မဲတွေရောက်လာတဲ့ခါကျတော့ကျူတင်မဲတွေကြီးလိုက်လို့ကျူတင်မဲနဲ့နိုင်သွားတယ်ဆိုအဲ့ဒါမျိုးတွေတော့ဖြစ်ဖို့อ่ะမရှိနိုင်တော့ဘူးပြအခုကျွန်တော်နားလဲတော့ပြောတာနော်မရှိနိုင်တော့ဘူးဘာဆိုဥပရိယနိပရိယညွှန်ကြားချက်ရကတ္တတာကမေယုံမဖွင့်ခင်6နိုင်မထိုးခင် ဒီကျိုးတင်မဲတွေကဝဲယမှုထာအာမဲလို့ပြဌာနာပေးတာဖြစ်တယ်အဲ့ဒါအဲ့ဒါမအနိုင်လို့ရှိရင်ရာကြီးကော်မရှင်တာဝန်ပေါ့ဗျအဲ့တော့ကျွန်တော်တို့ကအဲ့ဒီမဲက6နိုင်ကျော်မှရောက်လာလို့ရှိရင်အဲ့ဒါပယ်မဲပဲမထက်မပြတော့ဘူးတဲ့အဲ့လိုဆိုရင်ကျိုးတင်မဲပေးထားတဲ့လူတွေရောခံမလားတရားစလားပေါ့ဗျာကျူတင်မဲကကျူတင်မဲပေးထားပြီးတော့သွားတဲ့မဲဆန္ဒရှင်တွေရော သူတို့မဲတွေရေတွက်မခံဘူးပယ်တယ်ဆိုလို့ရှိရင်သူတို့ကလည်းခံမလားအဲ့လိုတွေရှိတယ်ကြ။ repercussion တွေအများကြီးလာမယ်။အဲဒါကြောင့်မို့ commission အစင်းစံကိုလည်းကျွန်တော်ပြောထားတယ်။တင်နန်းနေမှာလည်းအတိအချာပို့ချပါအတိအချာပို့ချနေကြရတယ်။အဲ့ဒီသူများအပြစ်ပြောစရာမရှိအောင်ပေါ့ဗျာ။အဲညွှန်ကြားချက်အတိုင်းလုပ်ရမယ်။မယုံမဖွင့်ရင်ကျူတင်မဲတွေမယုံမှုရှိပေးထားရမယ်။အဲ့ဒါအတိအချာလိုက်တာပါ။အကယ်၍များမိသွားလို့လို့ဘာလို့ညာလို့မဖြစ်အောင်မယုံမှုကလည်းပဲအပြန်လာအဖြစ် ရကြီးကော်မရှင်ဘယ်မှာလဲကြိုတင်မဲမယုံဖွင့်ပြီးဘယ်မှာလဲကြိုတင်မဲမေးပေါ့ဗျာဟိုလူကလည်းမေးကြအောင်ဆောင်နေမရဘူးပေါ့ဗျာအဲ့လိုလိုရှိတယ်အဲ့ဒါတည်းတော့ဖြစ်ခဲမဲ့ကိစ္စတွေပါပဲဒီတခါတော့ဖြစ်နေဖြစ်ထုတ်ပြန်လို့မသိလားအဲ့ထုတ်ပြန်တဲ့